မပြိုင်လို့လူမျိုးဆိုတာကအမှန်တကယ်တော့အာဘလို့ဘလို့ပြောရမလဲเนาะတရားသဘောနဲ့ပြောရရင်တော့ကိုကိုကိုလေတရားနှလုံးစင်ကျင်တုံးတရားပေါ့တိုင်းတို့တွေလည်းတခါတခါကြလို့ရှိရင်လွတ်တာတွေရှိရမယ်ပေါ့เนาะဟိုဟိုဘဝမှာလွတ်တာတွေဆိုတာအစကားပြောလိုက်တာဆိုလို့ရှိမျိုးရှင်လေတခါတခါကြရင်ဘောင်းကျွန်သွားတာမျိုးတွေเนาะတခါတခါကြရင်အပျော်လွန်ပြီးတော့ကိုဆက်လိုက်တဲ့စကံလုံးတစ်လုံးကအဲ့အမျိုးတွေဖြစ်တတ်တာပဲပေါ့အဲ့ဒီခါကြရင်လူတွေရဲ့အမြင်ကအဲ့လိုမျိုးပေါ့ အဲအဲ့ကမှမပြိုင်းအဖြစ်တယ်ညာဖြစ်တယ်ပေါ့အဲ့လိုမျိုးဟိုထင်ကြမှာပေါ့နော်အဲ့အရာတွေကိုဘယ်လိုခေါ်မလဲဆိုတော့တကယ်တော့ဟိုစာကိုယ့်ရဲ့စင်ကျင်တုံးတရားနဲ့ပဲပေါ့အရာအလုံးကိုစင်ကျင်ရမှာလို့ပေါ့တိုင်းဆိုအမြဲတမ်း တိုင်းနဲ့ဟိုနီးစပ်တဲ့ပတ်ဝန်းကျင်ကိုပိသားစုမှလည်းအဲ့လိုအမြဲပြောရဲဒါပေမဲ့အာတိုင်းဘွားမှာတော့ယောက်ျားရတော့လေဘာပဲဆိုဘေးကနေသူကလေအဲ့လိုမျိုးပေါ့တခုခုတခါခါကျရင်ဖုန်းတွေပါလေထည့်ရတာလေစိတ်မရှည်တဲ့အခါမျိုးတွေဖြစ်တတ်တယ်တိုင်းရလေဟိုရှူတင်ရောအဲ့ဒီဟိုဘယ်လိုခေါ်မလဲဆိုတော့ကိုယ့်ရဲ့မိသားစုကိစ္စတွေရောဒီအလှူကိစ္စတွေပေါ့တခါခါကျလို့ရှိရင်ဂျန်နေဖြစ်ပြီးတော့လေ တချို့ကလည်းရစ်ပတ်ပြီးတော့မင်းနေတဲ့အခါမျိုးကြတယ်ဘယ်မဖြစ်စင်တာမျိုးတွေဖြစ်မိရဲ့အဲ့လိုဖြစ်မိရဲ့ကစိတ်မရှိတာမျိုးတွေဖြစ်မိရဲ့ခါရောက်ကြတယ်လေတာကြီးကိုကစိတ်မရှိတာဘယ်လိုပဲဖြစ်ဖြစ်အဲ့ဟာမျိုးတွေပေါ့မဖြစ်ရဘူးဆိုကိုအဲ့ဟာကြလို့ရှိရင်ကိုကအေးဟုတ်သားပဲဆိုတဲ့ဟိုစိတ်နှလုံးကိုတွင်းမိရဲ့ပေါ့နော်တစ်ခါတစ်ခါကြရင်ကိုကကိုစိတ်အဆင်မပြေတာရဲ့စိတ်ရှုံနေရတဲ့ပျိတ်သက်ပါညာဓာတ်ပုံရိုက်တဲ့ခါမျိုးမှဆိုလဲတိုက်ဖို့မဖြစ်လဲဆိုတော့လေ ဟိုဗောလေညဉ့်ညင်မိရဲ့စိတ်ညိုလေးဖြစ်မိရဲ့အာညဉ့်ညင်မိရဲ့စိတ်ဆိုတာငါဆီရှုံနေရတဲ့ဈာရဲ့အဲ့လိုမျိုးတွေဖြစ်မိရဲ့ဖြစ်မိရဲ့အဲ့ဟာလေးတွေကိုဆိုယောက်ျားလေးဘေးကနေလေတိုင်းအဲ့လိုမဖြစ်ရဘူးဟုတ်တယ်တတိအမြဲပေးနေတဲ့ခါကြောင့် ာပဲပဲပြောပေါ့တာကြီးအမားလုံးမိမယ်ဆိုလို့ရှိရင်စင်ကျင်တာပေါ့နော်စင်ကျင်မှာပြိတ္တကတော့မသိဘူးလေနော်သူတို့ကိုပါဖြစ်နေလဲလဲသူတိမာမဟုတ်ဘူးဟိုကိုစိတ်ညစ်နေလားလဲတိမာမဟုတ်အလုံးရှုံးနေလားလဲပြပါဟိုကအခုဘက်ကအလှူရှင်ဆိုတာလဲလေဟိုဘလို့ခေါမလဲဆိုတော့လေဒီဘက်မှာအာဘလို့လေသူကိုရောက်ရက်ခတ်နေရယ်ဆိုတော့လဲသူတိမာမဟုတ်ဘူးသူတိကျင်တာကိုအဲအဲ့လိုမျိုးလေသူမင်းမာပဲပြောမာပဲပေါ့နော်အဲ့ဒါကိုကိုက ဘာပဲပြောပြောကိုယ့်ဘက်ကဒီဘက်ကစိတ်ခံစားချက်ကိုပေါ့နော်စိတ်ခံစားချက်ကိုမျိုးသိပ်ပြီးတော့ကိုကအမှုပညာတယ်လीเนาะအမှုပညာတယ်ဆိုတဲ့အတွက်ဘာပဲပြောကိုယ့်စိတ်ခံစားချက်ကိုမျိုးသိမ့်နိုင်ရမယ်ပေါ့အဲ့ဒါမျိုးလေးတွေပေါ့ဒီကားလေးမှာတော့ဟိုဥစားဒါလေးကဟို ရာဇဝင်ဘုံပေါ့နော်တားလို့လည်းဖြစ်နေရဲ့နောက်ပြီးတော့ဒီကားရဲ့လက်ဗနာထုတ်လို့ရေကမပိုင်ငယ်လို့ကိုဆိုင်လို့ဆိုရလဲတိုင်းလို့ကိုငငယ်လေးတွေကချစ်ခင်ရတဲ့တိုင်းတို့ရဲ့ producer တွေဘာပဲပြောသူတို့ကိုအားဖြစ်ရမယ်ဆိုတဲ့အတွက်ဒီနေ့ပွဲလေးကိုကိုကိုရိုင်ကတော့ daily ပဲပါတာပေါ့အားကြမှုလို့တက်ရောက်ဖြစ်တာပါရှင်ဒီကားလေးဒီကားလေးမှဆိုရင်စကွင့်ရပေါ့ဟိုပါလေဟိုအကုန်လုံးကြိုက်တဲ့မွေးငါးတယ်လေးပေါ့နော်ဒါအားပေးပါဦးမွေးငါးဟာဘလို့ ခတဲ့ခတဲ့ပြမကြိုက်ပါအိန္ဒိယရဲ့ဘွဲကိုယူလိုက်တာပါနော်ဟုတ်တယ်တာရက်မွေးငါမဟုတ်တော့တာရက်အဆင်မြင့်သွားတယ်ခိမ့်မိုက်တယ်သွားလဲ ဟာလေခစ်တဲ့မတိုင်းဖြစ်သွားတယ်ငွေငါးစာပါလဲတာဖြစ်သွားအဲ့လိုဖြစ်သွားအတိုင်းလို့လေအမှန်တိုင်းကတစ်စလုံးမသိဘူးတစ်စလုံးမသိတဲ့အခါကျတော့တိုင်းလာထွက်လာကြည့်ပြီးတော့ပဲပေါ့အဲပျော်ရှင်စရာကောင်းမယ်လို့ညှော်လင်းရပါတယ်ပြီးလို့ရှိရင်သူကဘုလို့ပါတဲ့နေ့ဆိုသူကဘုလို့မပါတဲ့ခံသွားကြည့်တယ်ခန်းနေရရီရတာကွာကိုကိုကိုတိုင်းဟိုကရိုက်လို့ရှိကိုမပါရင်မသိမတာနေအရင်တော့ဆိုတော့ဟိုကိုအားတဲ့အချိန်ချားလုပ်နေလုပ်နေရပါဘုကမဟုတ်ဘူးရိုက်တဲ့အစင်းတိုင်းတော့ဟန်ကြည့်ပြီးတော့ရီနေရတယ်အဲ့လိုမျိုးရီရပါတယ်ဒီကားလေးကဟုတ် ူကတော့ကလေးမရှိဘူးဆိုတော့ကြည့်ရပါဘူး။ကိုကကလေးရှိရဆိုတော့မကြည့်ဘူး။ကိုပိုင်းနေပဲသွားကြည့်ရပါဘူး။အများကြီး။ဟောပြောပြီးရ something something ပြောပြီးရတော့အဲ့တော့ဟိုဟာမပိုင်းလိုမျိုးန ေကလည်းအများကြီးပါပဲတခါတခါကျတော့အိမ်မပြိုင်လို့မျိုးလူကကိုဖြစ်နေလေကိုဖြစ်နေနိုင်မှာပေါ့ဘာဖြစ်လို့ဆိုတော့ကိုကိုရိုင်းကြီးအခုပဲတိုင်းပြောရမလားတိုင်းကမဝင်းကားတဲ့ဘွားလာတာကိုဗစ်တို့ဘာလို့လဲမဝင်းကားရောင်းနေဒါပေမဲ့အခုချိန်မှာမဝင်းကားဟိုလာပြီးတော့အော်ရာမာရင်တော့မှလေအမလီမဝင်းကားအရန်ပြင်မနေတာမပြတ်ဘူးလို့သိလားအဲ့လိုမျိုးတွေသိလားအဲ့ဒါမျိုးတွေဟိုကကြီးကြောက်ကြအမပြိုင်ဖြစ်နေရပဲပေါ့ဟုတ်တယ်မလားအဲ့ဒါပေါ့ မပြိုင်လို့လူမျိုးဆိုတာကအမှန်တကယ်တော့အာဘလို့ဘလို့ပြောရမလဲနော်တရားသဘောနဲ့ပြောရရင်တော့ကိုကိုကိုလေတရားနှလုံးစိတ်ချင်းတုံးတရားပေါ့တိုင်းလူတွေလည်းတခါတခါကြလို့ရှိရင်လွတ်တာတွေရှိရပဲပေါ့နော်ဟိုဟိုဘဝမှာလွတ်တာတွေဆိုတာအစကားပြောလိုက်တာဆိုလို့ရှိလို့ရှိရင်လည်းတခါတခါကြရင်ဘောင်းကျွန်သွားတာမျိုးတွေနော်တခါတခါကြရင်အပျော်လိုပြီးတော့ကိုဆက်လိုက်တဲ့စကံလုံးတစ်လုံးကအဲ့အမျိုးတွေဖြစ်တတ်တာပဲပေါ့အဲ့ဒီခါကြရင်လူတွေရဲ့အမြင်ကအဲ့လိုမျိုးပေါ့ အဲ့အဲ့ကမှမပြိုင်မဖြစ်တင်ညာဖြစ်တယ်ပေါ့အဲ့လိုမျိုးဟိုထင်ကြမှာပေါ့နော်အဲ့အရာတွေကိုဘယ်လိုခေါ်မလဲဆိုတော့တကယ်တော့ဟိုစာကိုယ့်ရဲ့စင်ကြင်တုံးတရားနဲ့ပဲပေါ့အရာအားလုံးကိုစင်ကြင်ရမှာလို့ပေါ့ဒါဆိုအများတဲ့ ဒါရင်းနဲ့ဟိုနီးစပ်တဲ့ပတ်ဝန်းကျင်ကိုပိသားစုမှလည်းအဲ့လိုအမြဲပြောရဲဒါပေမဲ့အာတိုင်းဘွားမှာတော့ယောက်ျားရတော့လေဘာပဲဆိုဘေးရနေသူကလေအဲ့လိုမျိုးပေါ့တခုခုတခါတခါကျရင်ဖုန်းတွေပါကြီးထည့်ရတာလေစိတ်မရှိတဲ့အခါမျိုးတွေဖြစ်တတ်တယ်ဒါကြီးကလေဟိုရှူတင်ရောအဲ့ဒီဟိုဘယ်လိုခေါ်မလဲဆိုတော့ကိုယ့်ရဲ့မိသားစုကိစ္စတွေရောဒီအလူကိစ္စတွေပေါ့တခါတခါကျလို့ရှိရင်ဂျန်နေဖြစ်ပြီးတော့လေ တချို့ကလည်းရစ်ပက်ပြီးတော့မင်းနေတဲ့အခါမျိုးကြတယ်ဘယ်မဖြစ်စင်တာမျိုးတွေဖြစ်မိရဲ့အဲ့လိုဖြစ်မိရဲ့ကစိတ်မရှိတာမျိုးတွေဖြစ်မိရဲ့ခါရောက်ကြရလေတာကြီးကိုကစိတ်မရှိတာဘလို့ပဲယူပြီးအဲ့ဟာမျိုးတွေပေါ့မဖြစ်ရဘူးဆိုကိုအဲ့ဟာကြလို့ရှိရင်ကိုကအေးဟုတ်သားပဲဆိုတဲ့ဟိုစိတ်နှလုံးကိုတွင်းမိရဲ့ပေါ့နော်တစ်ခါတစ်ခါကြရင်ကိုကကိုစိတ်အဆင်မပြေတာရဲ့စိတ်ရှုံနေရတဲ့ပျိတ်တဲ့ဘာညာဓာတ်ပုံရိုက်တဲ့ခါမျိုးမှဆိုလဲတိုက်ဖို့မဖြစ်လဲဆိုတော့လေ ိုပေါ့လေညဉ့်ညင်မိရဲ့စိတ်မျိုးလေးဖြစ်မိရဲ့အာညဉ့်ညင်မိရဲ့ဆိုဆိုငါဆစ်ရှုံနေရတဲ့ဂျားရဲ့အဲ့လိုမျိုးတွေဖြစ်မိရဲ့ဖြစ်မိရဲ့အဲ့ဟာလေးတွေကိုဆိုယောက်ျားလေးဘေးကနေလေတာကြီးအဲ့လိုမဖြစ်ရဘူးဟုတ်တယ်ဒါတတိအမြဲပေးနေတဲ့ခါကြောင့်ဘာပဲပဲပြောပေါ့တာကြီးအမှားလုပ်မိမယ်ဆိုလို့ရှိရင်စင်ကျင်တာပေါ့နော်စင်ကျင်မှာတိတ်တခါတော့မသိဘူးလေနော်သူတို့ကိုပါဖြစ်နေလဲလဲသူတို့သိမှာမဟုတ်ဘူး ဟိုကိုစိတ်ညစ်နေလားလဲသိမှာမဟုတ်အလုံးရှုံးနေလားလဲသိမှာဟိုကအခုဘက်ကအလှရှင်ဆိုတာလဲလေဟိုဘလိုခေါမလဲဆိုတော့လေဒီဘက်မှာအာဘလိုတွေသူကိုရောက်ရက်ခတ်နေရယ်ဆိုတော့လေသူသိမှာမဟုတ်ဘူးသူသိချင်တာကိုအဲအဲ့လိုမျိုးတွေသူမင်းမှာပဲပြောမှာပဲပေါ့နော်အဲ့ဒါကိုကိုကဘာပဲပြောပြောကိုဘက်ကဒီဘက်ကစိတ်ခံစားချက်ကိုပေါ့နော်စိတ်ခံစားချက်ကိုမျိုးသိပ်ပြီးတော့ကိုကအနုပညာတယ်လीเนาะအနုပညာတယ်ဆိုတဲ့အတွက် ။ဘာပဲပြောကိုစိတ်ခံစားချက်ကိုမျိုးသိမ့်နိုင်ရမယ်ပေါ့။အဲ့ဒါမျိုးလေးတွေပေါ့။စင်ကြင်ရမှာပေါ့။အဲ့ဒါမတိလို့ရှိရင်အဲ့လိုမျိုးတွေဖြစ်တဲ့အခါမျိုးမှာသူများတွေအမြင်မှာတော့ကိုမအဆင်ပြေနေလို့ဝင်ပြေးသွားပြီးမပြိုင်းလို့ပါလို့ပြောကြမှာပေါ့။အဲ့ဒါတွေကဘာဖြစ်လို့လဲဆိုတော့ကိုရဲ့ကိုရဲ့စင်ကြင်တုံးတရားပေါ့။တတိလက်လွတ်တွေလောက်တာလေးတွေအပေါ်မှာအဲ့လိုမျိုးကြလို့ထင်ပါတယ်အဲ့တော့ဘာပဲဖြစ်အဲ့ဒါလေးကိုစင်ကြင်သုံးစရာလည်းရှိရမယ်ဘေးကကိုယ့်ရဲ့ပါရမီဖြည့်ပဲပေါ့အခုဆို တာရဲ့အမျိုးသားပေါ့နော်တခါတခါကျတော့လေမျိုးသားနဲ့ရန်ဖြစ်ရတယ်လို့ရန်ဖြစ် तू อ่ะ तू อ่ะကြာလေအဲ့လိုမျိုးတွေလေအရန်တတိပေးလို့ရတခါတခါကျကိုကလည်းကိုယ့်ကိုပောက်နေတဲ့အချိန်တော့ပါဆိုနင်းရဖြစ်နေပြီမမတည်းမမတည်းတည်းနဲ့ပြန်អော်မိတယ်အဲ့လိုမျိုးပေါ့မပြိုင်မှမပြိုင်မှမကောင်းချင်မကောင်းဟုတ်တယ်ဆိုတာမျိုးအတိအတိရတော့အများကြီးကပ်နေဦးလေခါကြလွတ်တက်ချင်းရှိရဲ့အဲ့ဆိုခုနဆိုတော့လည်းဘယ်ဘယ်ပြောမိလိုက်တာဘာမှမကိုရင်နေရှိတာလည်းမဟုတ်ဘူးဘာမှမပြောလိုက်တဲ့ခါကြတော့ဒါဒီကောင်မအရင်ကကိုရတော့တာမန်တိုင်းနေတာပေါ့နော်အများကြီးမှာ အခုလည်းတာမန်ပဲနေတာပဲမပြိုင်းဖြစ်သွားတယ်အဲ့လိုမျိုးတွေမပြိုင်းဆိုတဲ့စကားကတော့လူတိုင်းရဲ့ရေတဲ့လူတိုင်းရဲ့ဟိုမှာရေပန်းစားတဲ့ခါတို့တို့ဘာသာတို့တတ်မှတ်လိုက်တာတတ်မှတ်လိုက်တာအဲ့တော့ကိုကနေမြဲတိုင်းပဲနေတာအရင်ကလေဒီမျိုးပဲအခုလည်းဒီတိုင်းပဲသွားလာမြဲအကုန်လုံးမိသားစုလို family လို့ကိုကသွားတယ်ဒါမဲ့မဟုတ်တို့ရဲ့အမြင်မှာကြောက်ကိုစကားတခုလေးဘာရဲမဟုတ်ပြောလိုက်တာကိုအဲ့ဒါတို့တွေကတို့လားဘူးနေမြင့်သွားတယ်ဘာဖြစ်သွားလို့မပြိုင်းဖြစ်သွားအဲ့မပြိုင်းရတော့ပြောကြအောင်ပြောခံရတဲ့ခါမျိုးရှိရပေါ့အဲ့ဒါကြောင့်ကြတော့အော်ငါအတိလေးပြန်လုံးရမယ်တို့မကြိုက်ဘူးလားကိုပြန်ထိန်းရတဲ့ဟာညာ ရှိခဲ့တာအဲ့တော့ကမှလည်းရှိပါဇီတိတယ်မပြားရဲဆိုအပြင်လောကမှာကိုကိုတိုင်းလည်းဒါကြီးပြောသူကိုကိုတိုင်းလည်းပတ်တိုင်းဖြစ်ဖြစ်နေတာလားကြောက်ပါလေပြင်မလားအဲ့ဆိုဘာလို့ဆိုလဲလူတယောက်ရဲ့တတ်မှတ်ချက်ပေါ်ပါလေအမှန်တော့ကွာအမှန်တော့အလုပ်တွေရမ်းများလာတဲ့အခေါ်အပေါ်မှာလောကတက်ကထားမိရတယ်လွတ်သွားနေတယ်ကိုကိုကွန်ထရိုးမလုပ်နိုင်တာတစ်ခါတစ်ခါကြောက်လို့ရှိလို့ရှိရင်လေဖုန်းတွေကို ပိတ်ပြီးတော့အဲ့လိုမျိုးပေါ့နော်ဟိုစထွက်ပြေးသွားခြင်းနဲ့စိတ်မျိုးလေးတွေလည်းဖြစ်မိတယ်အဲ့တော့အာဘာလဲဆိုတော့လေတခါတခါကျတော့အနုပညာတဲ့ဖြစ်ရတာကိုတခါတခါကျတော့ဟိုတခါတခါမဟုတ်အနုပညာတဲ့ဖြစ်ရတာကိုဟိုအချိန်တော်တော်များများကြိုက်မိတယ်တခါတခါကျလည်းအဲ့အနုပညာတဲ့ဆိုတာဖြစ်ရတာကိုတခါတခါကျတော့လည်းလေမျိုးသိရတယ်များတော့ မကြိုက်မကြိုက်ဘူးပေါ့နော်အဲ့တော့အဲ့ဟာလေးပေါ်မှာမပြိုင်နေဖြစ်ပေါ်တော့ကွာအဲ့တော့မပြိုင်ရဲ့အဆန်းလေးကြည့်ချင်းခက်တဲ့မပြိုင်ရှိလာခဲ့ပါတဲ့ဖိတ်ကြည့်ချင်အခုလက်ရှိမှာတော့မတွေ့ဘူးတွေ့ဘူးအခုလက်ရှိမှာအခုလက်ရှိမှာတော့မတွေ့ဘူးဟိုဥစားနောက်တစ်ချိန်မှာတွေ့လာရတော့လည်းမသိဘူးအဲရှောက်လာတဲ့တန်းတစ်ယောက်မှလည်းမတွေ့ဘူးပါဘာဖြစ်လို့လဲဆိုအကုန်လုံးလေအဲသူဒီချိန်မှာဒီလိုဟာဖြစ်သွားဆိုအော်ငါတို့လည်းလှုပ်ရှုပ်နေရင်သူ့နေရာမှာကိုကျော်ကိုကျင်းစာစေးဖြစ်သွားရင်တော့အဲ့လိုမပြိုင်နေမတွေ့ပါဘူး ကိုကျင်းစာတရားလေးရှိခဲ့သည်ပေါ့အချင်းကြီးကတော့ရှိကြပါတယ်မိသားစုပေါ့ဒါတော့နားလဲမှုလေးရှိပေးလိုက်လို့ရှိရင်ပေါ့အဲ့လိုကဘုရားတာကြီးပြောတယ်လို့ပေါ့တာကြီးကိုယ်တိုင်ကလည်းအဲ့လိုမျိုးတွေစိတ်ရှုပ်တွေးနေတဲ့အခါမျိုးမှာဆိုတရားရောက်ကိုစိတ်မရှင်းနိုင်တာပေါ့နော်သူတို့လည်းအဲ့လိုမျိုးအလုပ်တွေရှုပ်လာမစီစဉ်တတ်တော့တဲ့အခါမျိုးမှာပေါ့အဲ့လိုမျိုးဖြစ်လာနေမှာပါဘုလိုမျိုးမှာဖြစ်ဟုတ်ပါဘူးချစ်ရဲ့မြတ်မြတ်ဖြစ်ပါဘူး အဲ့တော့ဒီခေတ်တမပြိုင်လေးကိုအာရိုက်တာရာဇဝင်ကိုရိုက်တယ်ဒီဟာကဘာလဲဆိုတော့ရှင်လက်ဗနာဗီဒီယိုထုတ်လို့ရေးကထုတ်လို့တဲ့ခေတ်တမပြိုင်လေးကိုလည်းရောက်ပြီးအားပေးကြပါလို့အသွင်သိအမြင်သိနဲ့အာတွေ့ရမှာပါလို့ဟိုအမောတွေပြေပါစီလေးမယ်တကယ်လည်းပြေပါလိမ့်မယ်ဘာလို့အချင်းချင်းရိုက်တော်တော်ရည်ရတဲ့အတွက်ကြောင့်မို့လားခင်ဗျာလို့ဖြစ်ခေါ်ရရှင့်